နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါရစေ။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။အော်ဒူဘာလာခုနှစ်ရက်အင်္ဂါနေ့ ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16အငယ်31မှ33ယေရှုကလည်းယခုတွင်ယုံကြည်ကြပြီလောသင်တို့သည်ကွဲပြား၍ငါ့ကိုတကူရဲနေစီချင်းကစုပြည့်လျက်အတီးအတီးမိမိတို့နေရာသို့ပြေးသွားမိအချိန်ကာလသည်လာ၍ယခုပင်ရောက်ပေ၏သို့တော်လည်းငါသည်တကူထဲနေသည်မဟုတ်ခမဲတော်သည်ငါနှင့်အတူရှိတော်မူ၏ သင်တို့သည်ငါကိုမြည်၍ညီတက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီးသင်တို့သည်လောက၌ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။သို့တော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကကိုအောင်ပြီဟု မိတ်တော်မူ၏။ င်တို့ဒီလောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။သို့တော်လည်းမစိုးရိမ်ကြနှင့်။ငါသည်လောကကိုအောင်ပြီ။ရှေရခရစ်ဝင်ခန်းကြီး၁၆ခန်းငယ်၃၃ဖျားသခင်လှုပ်ပေးမည်အရာ1940ခုနှစ်ဒီဇင်ဘာလ29ရက်လန်ဒန်မြို့၌ဘုံကျဲတိုက်ခိုက်မှုဖြစ်ပွားစဉ်စိတ်ပေါ်ဖျားရှိခိုးကြအနည်းရှိကိုတောင်တစ်ခုတွင်ဘုံပောက်ွယ်ခဲ့သည် ထိုနေရာ၌ဘီဒီချိန်ဘတ်သည်သူမပြုစုတီးဖြတ်ခဲ့တော်လဲအာမခံမထားသည့်အော့စဝတ်ချိန်ဘတ်၏စာအုပ်၄000လုံးဆုံးရှုံးသွားကြောင်းသတင်းရတော်အခါလက်ဖက်ရည်ခွက်ကိုချပြီးသူမ၏သမီးအားကောင်းပြီဖျားသခင်ကသူ့ဘုန်းတော်အတွက်စာအုပ်တွေကိုအသုံးပြုခဲ့ပြီမြဲအခုတော့အဲ့ဒါတွေပြီးကုန်ပြီအခုဖျားသခင်ဘာဆက်လုပ်မလဲဆိုတာကိုပဲစောင့်ကြည့်ကြမယ်ဟုပြောခဲ့သည် ဖီဒီဒီပထမကမ္ဘာစစ်အစတွင် ကွယ်လွန်သွားသူခင်မုန်းဖြစ်သူအော့စဝတ်ရေးခဲ့သည့်စာကိုတတိယကောင်ရနေခဲ့မည်အော့စဝတ်ကသခင်ယေရှုသည်တပည့်တော်တို့အားမရှောင်လွဲနိုင်သောဘေးအန္တရာယ်အကြောင်းကိုမိန့်တော်မူပြီးကြောက်မက်ဖွယ်ရာများကြုံလာရသောအခါသူသည်သူတို့နှင့်အတူရှိသောကြောင့်မကြောက်ရန်မိန့်မာကြောင်းတတိပြုမှတ်သားသည်သခင်ယေရှုကသူ၏မိတ်ဆွေများအားသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည် သို့တော်လည်းမစိုးရင်ချနှင့်ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူခဲ့သည်ကျုံတွေ့ရမည်စုံစမ်းခြင်းများကိုခံရက်လျက်အခက်အခဲများကိုသီးခံနိုင်မည်အကြောင်းခမည်းတော်အပေါ်ခံမြဲသောယုံကြည်ခြင်းရှိရန် တခင်အလိုရှိသည် PDE ဖျားသခင်အပေါ်တိတ်ဆိတ်စိတ်ချယုံကြည်မှုက အခက်အခဲကာလတစ်လျှောက်သူမကိုပို့ဆောင်ခဲ့ပြီး နောက်ဆုံးတွင်စာအုပ်များကိုပြန်လည်ပုံနှိပ်ကမျိုးဆက်သစ်များအတွက်ကနဝင်စာပေဖြစ်လာခဲ့သည် လောကကိုအောင်ပြီဟူသောသခင်ယေရှု၏ကတိတော်များမှအားပေးမှုနှင့်မျှော်လင့်ချက်များကိုကျွန်ုပ်တို့တွေ့ရှိနိုင်သည်။မြည်သည့်အရာကိုရင်ဆိုင်ရပါစေ။ကိုရောသည်ကျွန်ုပ်တို့ကိုမစွန့်။ညီသက်ခြင်းကိုပေးကြောင်းကျွန်ုပ်တို့သိပေသည်။ စာအုပ်မီးလောင်သောတည်င်းကိုပြည်တီကြားသည့်အခါသူမ၏တုံ့ပြန်မှုအပေါ်တည်မြီတို့ထင်မြင်သည်။သူမ၏ဖျားသခင်အပေါ်ယုံကြည်ကိုးစားခြင်းပုံသက်သည်ကိုတည်မြီတို့လိုက်လျှောက်နိုင်မည်နီ။ချက်တော်သခင်ယေရှုကျွန်ုပ်သည်ကိုရောဤမြစ်တာကိုအခြားသူများအားဝေမျှလျက် ကျွန်ုပ်ဤနေ့စဉ်အသက်တာတွင်လောကကိုအောင်းနိုင်ရန်မဆရုံပါ တခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင် နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။